အသက်ကိုရှည်စေတတ်တဲ့တရားအကျင့်လမ်းကြောင်းခြံတဒုက္ခရစေတဲ့လမ်းကြောင်းအသားရေဆုပ်ပြေစေတဲ့လမ်းကြောင်းဟောအချမ်းရံကုန်တရင်ကြီးမာတဲ့လမ်းကြောင်းနတ်ပြည့်ရောက်စေနိုင်တဲ့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းပဲလမ်းကြောင်းအတိုင်းလျှောက်ပါလို့ရသော်ဗျာဒီလိုဟောတာဒီဒီတုတ်တာ ဲ့ဒီလမ်းကြောင်းတိုင်းသူ့ဟာသူချင်းစင်နေရှိတယ်အဲ့ဒါလှုပ်ချင်းအားဖြင့်အခုပြောတဲ့ရာခဲတဲ့ဘဝအခြေအနေတွေကိုရရှိကြမှာဖြစ်ပါတယ်ဒါမြတ်စွာဘုရားလမ်းမှန်တစ်ခုလို့ပြလောကလူတွေရောဒီလမ်းကြောင်းရှောက်သလားဆိုအနေငယ်လောက်ပဲရှောက်ဘုရားစီကအဆုံးမရတယ်မြားစုကဘာဖြစ်ဆူတောင်းနေကြတာများတယ်လေဒီဘက်တော့လှည့်ပြူဟော သူများတဲ့တပ်ပြီးတမွေးတဲ့လူကလည်းအသက်ရှင်ဖို့ဆူတောင်းနေတယ်။ဒါပေမဲ့သူလုံးနေတဲ့လူတွေကအသက်ရှင်ဖို့လုံးမဟုတ်ဘူး။ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကုသကောင်းမှုနဲ့လွတ်ကင်းပြီးတော့နေကြတယ်။ဒါကြောင့်မို့မြတ်စွာဘုရားဒီတုတ်တက်မှာနောက်ပိုင်းမှာကထာပန္နနဲ့ခပြာလို့ဟာမျိုးနဲ့ဟောထားတာလေအဲ့ဒါလေးကြည့်မယ်ဆိုလို့ရှိရင်အာယုံဝဏ္ဏယတံဂိတ်တေ တိုက်ခံဥစ္စာကုလိနာတံလောကမှာလူတွေလူချင်းတဲ့အရာကိုဒီထဲမှာတော့6မျိုးထည့်ဟောလိုက်တယ်မြတ်စွာဘုရားအသက်ရှင်မှုတဲ့ဝဏ္ဏဆိုတာအသားရေစုပြေမှုတဲ့ရှင်သာဆိုတာပစ္စည်းဥစ္စာပေါ်မှုအချမ်းရံကုန်တဲ့င်းကျွယ်မှုကိတ္တိချီးမွမ်းခံရမှုတိုက်ခနတ်ပြည့်ရောက်မှုနဲ့ဥစ္စာကုလိနာလူဖြစ်တဲ့အခါမှာလည်းအမျိုးမြတ်မှာဖြစ်ဖို့ ဒါအိန္ဒိယနိုင်ငံမှာကျတော့သိထင်ရှားတယ်ဘုမပြည်လူကျတော့သိမထင်ရှားဘူးဇက်ခွဲချတဲ့အိန္ဒိယနိုင်ငံမှာအမျိုးရုပ်ဘဝအောက်တန်းစားအမျိုး အောက်ကစတေမှာသွားဖြစ်လို့ရှိရင်သိဒုက္ခရောက်တယ်နော်ဇက်မြင့်ဇက်မြင့်ဇက်နှိမ့်ဆိုတဲ့အထက်မှာဒါဥစ္စာကုလိနာဆိုတာဇက်မြင့်နဲ့ဖြစ်ဖို့မတမအရေးကြီးတယ်အိန္ဒိယမှာဟောတဲ့တရားဆိုတာဒီတရားကဒါဇက်မြင့်ဖြစ်မှသူကလူခွင့်ရေးအပြည့်ဝရအဲ့တော့အဲ့ဒီလူ ရတိယောပဋ္ဌယနေနဥလာရပရပရာဒီလိုနှစ်သက်ဖွယ်မြတ်နိုးဖွယ်ဖြစ်တဲ့အချိန်ဒီကောင်းတွေကိုရကြင်နေဆိုရင်ဘာလုပ်ရမလဲဆိုကုသိုလ်ကောင်းမှုပေါ်မှာမမေ့တဲ့အပမရတရားဟာအကောင်းဆုံးပဲလို့ပညာရှိတွေကထောက်ပြကြတယ်မင်းအသက်ရှင်နေသလားရှင်ရင်ကုသိုလ်မမေ့နဲ့ကုသိုလ်လုပ်ဖြစ်အောင်လုပ်အသားရေးဆိုပြခြင်းကုသိုလ်လုပ်ဖြစ်အောင်လုပ်နော် ကုန်သတင်းကြည့်ခြင်းချမ်းသာခြင်း ကုသိုလ်လုပ်ဖြစ်အောင်လို့စီးပွားဥစ္စာတိုးတက်ခြင်းနဲ့ကုန်သတင်းကြည့်ခြင်းနဲ့ကုသိုလ်လုပ်ဖြစ်အောင်လို့ကာသူဒီဘုံရောက်ခြင်းနဲ့ဆိုရင်ကုသိုလ်လုပ်ဖြစ်အောင်လို့အဲ့ဒီကုသိုလ်လုပ်ဖို့မမေ့တဲ့အပမရတရားကိုပညာရှင်တွေကဒီဟာ